အမြေပဲရောင်းရောင်းကားပဲရောင်းရောင်းရွှေပဲရောင်းရောင်းတော့ online ထဲမှာပဲ messenger နဲ့ပဲအယောင်ပိတ်လုံးနေရတာဖြစ်အယောင်နယ်ပယ်မှာအောင်မြင်စေနဲ့အယောင်တမားတယောက်အနေနဲ့ရပ်ပိစေနဲ့ basket တွေတတ်ထားရမလဲဆိုရင်နံပါတ်၁ချက်က communication ဖော်ပြလဲဆိုတော့ kitty တို့စကားပြောရမှာ communication မရှိဘူး communication မလောက်တတ်ဘူးဆိုရင်စကားအများတာပဲရှိတယ်အရင်မရဖတ်မရအဲ့လိုမျိုးပြောသွားရင်အနဲ့ရောင်းလို့ရမှာမဟုတ်ဘူးကောင်းတော်တဲ့သူကပြောကောင်းတဲ့သူမဟုတ်တော့တတ်တဲ့သူစကားတွေအများကြီးပြောစရာ မလို့ဒါပေမဲ့ပြောတတ်တဲ့အခါ point တွေလူရင်းတူရင်းနဲ့ပြောနိုင်ရင်ရောင်းရတာလွယ်ကူမှာသိကြတယ် communication skill လို့အပ်တယ် health skill ကလူအကြောင်းကိုသိရမယ်ဘာလို့လဲဆိုတော့အထူးဖြစ်အပြင်မှာအယောင်ပိတ်လုံးနေရတဲ့သူက fit to fit နဲ့စကားပြောရတယ်လူရဲ့စိတ်အနေထားလေးမျိုးရှိတယ်အမှန်ကလူအကြောင်းကိုမသိဘူးသူတို့ရဲ့တယောက်ချင်းစီရဲ့စိတ်အနေထားမသိတဲ့အခါမှာကိုပါရောင်းရောင်းကိုရဲ့အစားချက်နဲ့ပဲကိုကဆုံးဖြတ်ချက်ချပြီးတော့သွားပြီးပြောနေတဲ့အခါမှာတချို့အယောင်ပိတ်လုံးလို့ရတယ်တချို့ကဝယ်ချင်စဲမရှိဘူးအဲ့တော့ကိုကလူလေးမျိုးရဲ့အကြောင်းကိုသိထားမယ်ဆိုရင် ပထမမျိုးဘယ်လိုပြောရဒုတိယလူမျိုးကဘယ်လိုမျိုးနဲ့ဆက်ဆံရမလဲဘယ်လိုမျိုးပြောရမလဲတတိယလူမျိုးတို့ရဲ့လိုအပ်ချက်ကဘာလဲတို့ကြောက်နေတဲ့အရာဘာလဲဆိုတော့လူအုပ်စု၄မျိုးရဲ့လိုအပ်ချက်ရဲ့အကြောင်းတရားရဲ့ရချင်တဲ့အရာထားရှိတဲ့တန်ဖိုးမတူနေကြလူ၄မျိုးရဲ့အကြောင်းသိထားတဲ့အခါမှာအပြေမှအယောင်ပိတ်ရတာပိုပြီးလွယ်ကူတယ်ကတိတို့ messenger မှာအယောင်ပိတ်တာလဲလေ့လာလို့ရတယ်လူ၄မျိုးရဲ့အကြောင်းတို့ရဲ့ profile ထဲမှာဝင်စစ်လို့ရ profile ကြီးလိုက်တာနဲ့ဒါမှမဟုတ်တို့ရဲ့အကောင့်ကိုကြီးလိုက်တဲ့အခါမှာဒီလူလူမျိုးကဘယ်လိုလူမျိုးလဲဆိုတာအကျမ်း ်ပြင်းကဲခတ်လို့ရတယ်လူအကြောင်းသိထားမယ်ဆိုစကားပြောရတာပူပြီးထိရောက်မှုရှိတယ်တကယ်လို့လူအကြောင်းမသိဘူးအကြောင်းမသိတဲ့အခါမှာသူတို့ရဲ့အလိုကိုကိုကမလိုက်တတ်ဘူးသူရဲ့အကြိုက်ကိုမဖြစ်စေတတ်တဲ့အခါမှာနောက်ဆုံးအယောင်ပိတ်လောက်ရတယ်နည်းနည်းအခက်အခဲဖြစ်မယ်နောက်ဆုံး scale ကမေကွန်ထောက်တတ်တဲ့ scale မေကွန်ထောက်တတ်ဖို့လိုအပ်တယ်ကြည့်သူတို့အယောင်ပိတ်လောက်တဲ့သူဟာခြေပေးတဲ့သူမဟုတ်မေကွန်ထောက်တော်ရမယ်ဘာလို့လဲသူတို့ရဲ့ပြဿနာသူတို့ရဲ့လိုအပ်ချက်ကိုတွေးဖို့မေကွန်ထောက်ရမယ် scale ၃ချက်ကိုကိုကျွမ်းကျင်တဲ့အခါမှာအယောင်ပိတ်တဲ့နေရာမှာ အယောင်ပိတ်ရတာပို့ပြီးလွယ်ကူလာလိုက်မယ်အယောင်ပိတ်နေပေမှာကျွမ်းကျင်တဲ့သူကဂီတီညွန်ပေးတဲ့ class တစ်ခုရှိတယ်ဂီတီရဲ့တင်တဲ့အယောင်ပိတ်တင်တဲ့ MFC တင်တဲ့တက်သွားတဲ့သူအယောက်900နီးပါးရှိသွားပြီးအဲ့ဒီတင်တဲ့ကတင်တဲ့ချီရဲ့ငါသိန်းကျော်နေပြီနောက်တစ်ခုနဲ့ဂီတီတွဲပြီးဖတ်စေခြင်းတဲ့အရာဒီဂီတီရဲ့အလင်းမြင်စာအုပ်ဘာလို့လဲဆိုတော့ဒီစာအုပ်ကလူလေးမျိုးရဲ့အကြောင်းရောလူရဲ့စရိုက်ရော communication အကြမ်းပြင်ဘလို့ဆက်ဆံရမလဲဆိုရင်ဒီစာအုပ်ထဲမှာလက်ကတိရေးထောက်ထားတဲ့ဒီစာအုပ်ကပုံမှန်စေ9000နဲ့9000 ောင်နဲ့ဝယ်ရမယ်ဒီနှစ်ခုပေါင်ကီတီပရိုမိုးရှင်းလုပ်ပေးမယ်တင်တန်းကလည်း9သိန်းကျော်စာအုပ်နဲ့ပေါင်းမယ်ဆိုရင်တော့6သိန်းကျော်ရှိသွားပြီဒီဗီဒီယိုကနေ10ဦးအတွင်းပရိုမိုးရှင်းနှစ်ခုပေါင် class တစ်ခုရဲ့ဒီစာအုပ်တစ်အုပ်ရဲ့3သိန်းကိုတောင်းပေးယုံနဲ့တင်တန်းတစ်ခုလည်းရသွားမယ်ဒီစာအုပ်တော့လည်းရသွားမယ်ရချင်တဲ့သူဟာ CB ထဲမှာအမြန်ဆုံးသွားပြီးအလိုရတဲ့ကျေးဇူးတင်တယ်ခေါက subscribe ကိုနေခေါက်ကိုနေပေးချပေးကျွန်တော်ဗီဒီယို